ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တာဂီတာ YD 180တောင်ပဲဟာမြောက်ဘက်ဆောင်းနှမပေးရဟောနေတယ်ဆရာတိုင်အောင်ဝယ်ဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဂျာတာပရိသတ်တို့များအတွက်29ရက်5လကနေပြီးတော့4ရက်6လအတွင်းတပတ်တွင်းမှာကြုံတွေ့ရမယ့်ကန်စတာအကောင်းဆုံးကိုဒေရော့ကပြင်နမိတ်ပတ်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ကြသာပရိသတ်တမီးတွေကတော့ဒီကာလမှာရလူတွေဝိုင်းဝိုင်းလဲနေတယ်။ကိုယ့်ရဲ့အောင်မြင်မှုတွေကိုမနာလိုတဲ့လူတွေမရှုစိတ်တဲ့လူတွေဖြက်လို့ဖြက်စည်းလုပ်တဲ့လူတွေက ို့နာမှာဝိုင်းဝိုင်းလေးတက်ပါတယ်ဒီကလာမှာတော့အဖိုးတံပစ္စည်းတွေစက်တို့စိန်တို့ဝင်မဲ့ကာလာလည်းဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်လည်းစုဆောင်မိနိုင်မဲ့ကာလာလည်းဖြစ်ပါတယ်ကိုယ့်ရဲ့မိတ်ဆွေတွေမှာတင်းငွေတွေသာသမီငင်္ဂသာသမီကိုအကြောက်ပြပြီးတော့စေချမ်းသာကြတဲ့ကြောင်းအပ်တက်ပါတယ်အဲ့ဒီနေနိုင်ရှင်တွေရတယ်ကိုယ့်ဘုံမှာကောင်းတဲ့မိတ်ဆွေကောင်းတဲ့ဖြစ်ပါတယ် မိခင်ကျမကြီးနဲ့ပတ်သက်လာရင်တော့အသေးစားခွဲစိတ်တာလေးတွေကြောရတတ်ပါတယ်ဒါမင်းနဲ့စိုးရိမ်စရာမလိုမလိုပါဘူးဒါရီသမီးနဲ့ပတ်သက်လာရင်တော့ကြောင်းကိစ္စပဲဖြစ်ဖြစ်ပညာရေးကိစ္စပဲဖြစ်ဖြစ်ဆရာသမားနဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ်မပြည့်ပြတ်သေးပါဘူးအပြောင်းအရွှေ့ရှိပါတယ်နောက်ပြောင်းမဲ့ကြောင်းလို့ဆရာသမားတို့ကကလေးနဲ့တင့်လျော်တဲ့ကြောင်းဆရာသမားတွေဖြစ်ပါတယ် ဲ့တော့ဒီကာလမှာဇာတာပိသနာဘုရားတော့အနောက်ရဲ့ရန်ရှိပါတယ်သူရဲ့တာယောဖြစ်တဲ့အထိတိုက်ခိုက်တာခုကန္တာတွေလုံချင်းကိုခံရတတ်ပါတယ်ဂယုစိတ်ဖို့လိုပါတယ်ငရွေတဲ့ဇာတာပိသနာဘုရားတော့အချီရေးမှာအဆင်မပြေဖြစ်နေတယ်လို့ねတော့ပြန်လဲအဆင်ပြေသွားတတ်ပါတယ်ပြတ်မလို့လို့ねပြန်လဲတွဲရတတ်ပါတယ် ဲ့တော့အိန်တော်ရှင်များဖို့ကတော့အိန်တော်ဘက်အလင်ခံတဲ့တယ်နော်ဂယုဆိုင်ပါဂျမိုင်းအနေနဲ့ကတော့ဇာသာပရိသတ်ကြီးအပေါ်ဒီကာလမှာယောဂအောင်အနာဟောင်းနေပြန်ပေါ်တတ်တဲ့ကာလပါဆရာသမားနဲ့လည်းပတ်သက်လာရင်အဆင်မပြေပါဘူးဆရာသမားနဲ့လည်းစိတ်သဘောသာပတိုက်ဆိုင်တာ အမြင့်မတူကြတဲ့ကြုံရမဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့ဘာသာရေးကိစ္စတွေအဋ္ဌကိစ္စတွေနော်လုံနေတန်လာနေပြီးတော့ရက်သွားတတ်ပါတယ်။ဒီကာလမှာတော့အလုတ်ငယ်နဲ့ပတ်သက်လာရင်အကြီးအကျယ်ကံကောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။အဲတော့ဒီကာလမှာရဲရဲလုပ်ဖို့လိုပါတယ်။စွန့်စားနေတဲ့လူတွေစွန့်စားလို့ရပါတယ်။ဟောပြီးတော့ ကိုယ်ကံတရားမျက်နှာသာအရန်ပြီးနေတဲ့ချိန်ဖြစ်တဲ့အတွက်ရင်းနှီးညွန့်နှံတာဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့တာဖြစ်ဖြစ်လုပ်ရင်ကောင်းတဲ့ကာလလည်းဖြစ်ပါတယ်။ဖခင်ရှင်ဖခင်ဂျမိုင်းနဲ့ပတ်သက်ပြီးပူဇော်ပလို့ပါဘူး။ဝေးကြီးနဲ့ပတ်သက်လာရင်တော့ဝေးကြီးတွေအဆင်ပြေပါတယ်။ဒါပေမဲ့ရုတ်တရက်အကျွေးတင်သွားတတ်ပါတယ်။ မှခက်ခဲနေတဲ့ခက်ခဲတွေဒီဘက်ကဖို့အတွက်ကိုကလင်းငယ်တူဟာကျွန်တော်တို့လေမှုတူရရပါတော့ပလွေလိုဟာမျိုးဒါဘာကြလိုဟာမျိုးတွေနောက်ပြီးတော့ဒီလေမှုတဲ့တော့ကရိယာပါတော့အဲ့ဒါမျိုးတွေတကူလူတမ်းပြီးတော့ဆူတောင်းပါအဲ့လိုလူတမ်းပြီးတော့ဆူတောင်းလိုက်မှဆိုရင်ကိုမှခက်ခဲနေတဲ့ခက်ခဲတွေပြပြပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ